မြန်မာထိုင်းနယ်ဆက်ကနာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ online ငွေလေးဂျားဖြတ်ဂိုင်းတွေအတွက်တည်င်းစိုးတစ်ခုထွက်ပေါ်လာပါတယ်။ဂျားဖြတ်လို့ခေါ်ဝေါ်နေကြတဲ့မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်းငွေလေလုပ်ငန်းတွေနဲ့ဆက်နွယ်ပတ်သက်နေတဲ့ Starling Internet ကိရိယာချိတ်ဆက်မှုပေါင်း2500ကျော်ကိုပိတ်ချလိုက်ပြီလို့ Starling ရဲ့မိခင်ကုမ္ပဏီ SpaceX ကတရားဝင် ထုတ်ပြောကြားလိုက်ပါတယ်။ Elon Musk ရဲ့ SpaceX ကုမ္ပဏီဟာဒီလုပ်ငန်းတွေမှာအသုံးပြုနေတယ်လို့တင်ပြရှိတဲ့ Starling Internet ဆက်ပေါင်း2500ကျော်ကိုအခုပဲပိတ်ချလိုက်ပြီလို့ကြေညာလိုက်တာပါ။ SpaceX ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူ Lauren Dreyer ကအောက်တိုဘာ22ရက်နေ့မှာလူမှုကွန်ရက် ပေါ်ကနေဒီအကြောင်းကိုတရားဝင်အသိပေးခဲ့တာပါ SpeedX မှာအင်တာနက်ကို လက်ခံနိုင်တဲ့အခြေအနေမှာသုံးစွဲနေတာဟုတ်မဟုတ်စောင့်ကြည့်တဲ့မူဝါဒရှိပြီးချိုးဖောက်တာတွင်အေးယူတယ်လို့ဆိုပါတယ်။မြန်မာကကြားဖြန့်စင်တာတွေမှာသုံးနေတာကိုသိရှိရလို့အခုလိုဆက်တွေကိုအင်တာနက်သုံးမရအောင်ပိတ်လိုက်တာဟာမူဝါဒအတိုင်းအေးယူဆောင်ရွက်မှုရဲ့တက်တေပြချက်ပါပဲ။ လူခွင့်ရဲ့အဖွဲ့တွေကထိုင်းမြန်မာနယ်ဆက်ကကြားဖြတ်စင်တာတွေဟာစတားလင်ကိုအတုံးချပြီးအမေရိကန်ပြည်သူတွေကိုပါနှိမ့်နာစေမဲ့ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့အမေရိကန်လွတ်တော်မှာထောက်ပြခဲ့တာကြားပါပြီစတားလင်ရဲ့ဒီဆုပ်ဖြတ်ချက်ဟာမြဝရီမျိုးတောက်ဖက်ချံက KK ပါစီမံကိန်းထဲကိုမြန်မာစစ်တပ်ကဝင်ရောက်စီးနင်းမှုဖြစ်ပြီးတဲ့နောက်ရက်ပိုင်းအကြာမှာထွက်ပေါ်လာတာဖြစ်ပါတယ် စစ်ကုမရှင်တပ်ကလည်း KK ပကိုဝင်ရောက်စီးနှင်ပြီးစတားလင်ဆက်30ခန့်သိမ်းဆည်းရမိခဲ့တယ်လို့ကြေညာခဲ့ပေမဲ့ကြားဖြတ်ဂိုင်းရီလက်တွေ့သုံးနေတဲ့အရေးအတွက်နဲ့ရှင်ရင်အနှဲငယ်ပဲရှိနိုင်တယ်လို့လေလာသူတွေကတုံ့တက်ကြပါတယ်မြဝတီမြို့နယ်နဲ့ကေကေပအပါဝင်နေဆက်တလျှောက်မှာရှိတဲ့ကြားဖြတ်ဂိုင်းတွေဟာအင်းနီချစ်တယုံနဲ့ထိုင်းနိုင်ငံတို့ရဲ့ဖိအားပေးမှုတွေကိုအတိအကရင်ဆိုင်နေရပါတယ်။မြန်မာထိုင်းနယ်ဆက်ကတိုက်ပွဲသတင်းကိုဆက်ပြောပြပါမယ်။ မြန်မာထိုင်းနယ်ဆက်မြဝရီမြို့တောင်ပိုင်းမင်းလက်ပင်ရွာနာမှာစစ်ကွန်မရှင်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေအရှိန်မြင့်လာနေပါတယ်လနဲ့ကြီးကြီးကြားရောက်လို့အရက်သားသားအမိနှစ်ယောက်လည်းတည်ဆုံခဲ့ရတယ်လို့မြပြည်သတင်းရင်းမြစ်ကပြောပါရယ်စစ်ကွန်မရှင်တပ်က၄ကီကောမြို့တစ်ကဆွေတော်ကုန်းကိုတင်ပြီးတဲ့နောက်မြဝရီကနေဝေါ်လီမြိုင်တခြားကိုအင်အားအလုံးအရင်နဲ့စစ်ကြောင်းထိုးလာနေတာဖြစ်ပါရယ် လက်ရှိတိုက်ပွဲတွေဟာအင်ဂျင်မြိုင်နဲ့မင်းလက်ပင်ရွာကြားမှာဖြစ်ပွားနေပြီးစစ်ကော်မရှင်ဘက်ကလက်နက်ကြီးနဲ့ကာမီကာဇင်ဒရုန်းတွေပါအသုံးပြုနေတယ်လို့စစ်ရေးသတင်းမြစ်ကပြောပါရယ်တိုက်ပွဲတွေကြောင့်အော်တိုဘာလ22ရက်နေ့မှာမင်းလက်ပင်ရွာထဲပုံနေကြတဲ့အရက်သားသားအမိနဲ့ယောက်ဟာစစ်ကော်မရှင်ရဲ့လက်နက်ကြီးကြီးကျင်းထဲတဲတဲကြားရောက်လို့တိုက်စုံခဲ့ရတယ်လို့ဒေသခံတွေကပြောပါရယ် မြို့တောက်ပိုင်းတိုက်ပွဲရီကြောင့်မြဝရီမြို့ပေါ်ကစစ်ရှောက်စခန်းခုနှစ်ခုမှာစစ်ရှောက်ဦးရေဟာအနည်းဆုံး3500ကျော်အထိ ရှိနေပြီးတော့စစ်ဘေးရှောက်တွေနှစ်စဉ်တိုးလာနေပါတယ်မြန်မာနိုင်ငံမြောက်ဖြားကချင်ပြည်မှာစစ်ရေးတင်းမာမှုတွေပိုပြီးမြင့်တက်လာနေပါတယ်။ပူရာဟုခရိုင်ခေါလန်ဖူးမြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်ကြောင့် စ်ကွန်မရှင်တပ်စခန်းတစ်ခုလဲလွတ်လိုက်ရပြီးတဲ့နောက်စစ်တပ်ကလီကျောက်ကနေလက်တော့ပြန်တိုက်ခိုက်နေပါတယ်။ KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေဟာအော်တိုဘာလ20ရက်နေ့မှာခေါလန်ဘူးမြို့နယ်ထဲကစစ်ကောင်မရှင်ရဲ့ပူပေါင်းတပ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။သိမ်းပိုက်ခံရတဲ့စခန်းတွေဟာရှလဒန်ပြည်သူ့စစ်စခန်းနဲ့မခေါဒမ်ရွာစုတောင်းတောင်ကုန်းပေါ်ကပြည်သူ့စစ်စခန်းကြီးတို့ဖြစ်ပြီးဒီစခန်းတွေဟာလန်ဆယ်နဲ့ခေါလန်ဘူးကြား KIA ရှိရာဒေတာနဲ့အနီးကပ်ဆုံးစခန်းတွေပါ KIA ဘက်ကခေါလံဘူးဘက်ကိုဆက်ပြီးထိုးစစ်ဆင်နေတာကြောင့်စစ်ရေးအခြေအနေတင်းမာနေပါတယ်။ KIA ဘက်ကခေါလံဘူးဘက်ကိုဆက်ပြီးထိုးစစ်ဆင်နေတာကြောင့်စစ်ရေးအခြေအနေတင်းမာနေပါတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။စခန်းတွေလည်းလွတ်လပ်ရပြီးတဲ့နောက်စစ်ကော်မရှင်တပ်ဟာအော်တိုဘာ20ရက်နေ့ကနေ22ရက်နေ့အထိ၃ရက်ဆက်တိုက်လန်ဆယ်ဒေသကိုလေကြောင်းကနေဗုံးကျဲတိုက်ခိုက်နေပါတယ်။ အော်တိုဗာ22ရက်နေ့နေ့လယ်ပိုင်းမှာလည်းလန်ဆယ်ကနေတမိုက်ခက်အကွာကရွှေမော်တဝိုက်ကိုဘုံအလုံး20ထဲမှနေကျဲချခဲ့တယ်လို့သိရပါတယ်။အော်တိုဗာ20ရက်နေ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဒိသခက်အမျိုးသားတယောက်တိစုံခဲ့ပါတယ်။ဒါပြင်လန်ဆယ်မြို့ထဲကဈေးဆိုင်တွေအိမ်တွေဖျားကြောင်းဆောင်တွေပါထိခိုက်ပျက်စီးခဲ့တယ်လို့ဒိသခန်တွေကပြောပါတယ်။ ခေါလန်ဘူးအပြင်ဝိုင်းမော်မြို့နယ်လမြန်ဒေသနဲ့ဖားကက် KIA တဲ့ရင်6နေမြေပါဝင် KIA ထိတ်ချုပ်နေမြေစစ်တပ်နေရာကိုလည်းစစ်ကွန်မရှင်တပ်ကလေကြောင်းကနေဆက်တိုက်ဗုံးကျဲတိုက်ခိုက်နေတယ်လို့ KIA သတင်းမြစ်တွေကအတည်ပြုပြောဆိုပါတယ်စကိုင်းတိုင်းဒေသကြီးကလေးနဲ့တမူးမြို့နယ်ကြားမှာလဲစစ်ရေးတင်းမာမှုအရှိန်မြင့်နေပါတယ် စစ်ကွန်မရှင်တပ်ဟာမြန်မာအိန္ဒိယနယ်စပ်ကိုဆက်သွယ်ထားတဲ့အရေးပါတဲ့အာရှလမ်းမကြီးပေါ်ကိုစစ်ကြောင်းနှစ်ကြောင်းနဲ့ညက်ပိတ်ထိုးနေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံထောက်တောင်းချီလဲထွက်ပြေးသိမ်းရှောင်နေရပါတယ်။ကလေးမျိုးဘက်ကနေစစ်ကြောင်းတကြောင်း၊တမူးမျိုးနဲ့ပန်းတာရွာဘက်ကနေစစ်ကြောင်းတကြောင်းအင်အားအလုံးရင်းနဲ့အာရှလမ်းမကြီးပေါ်ကိုဝင်ရောက်လာတာပါ။ အော်တိုဘာ22ရက်နေ့မှာ ကလေးဖက်ကစစ်ကြောင်းဟာစော်ဘွားရီရှင်ရွာအနီးတမူဖက်ကစစ်ကြောင်းကတော့နမ်းမွန်တာရွာအနီးမှာ PDF ပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးတော့လက်ရှိမှာစစ်ကြောင်းနှစ်ခုဟာညက်ပိတ်ထိုးနေတယ်လို့ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ဒီထိုးစစ်တွေကြောင့်ကလေးမြို့နယ်မြောက်ပိုင်းကတော်လန်ရေးတပ်ဖွဲ့တွေရဲ့စခန်းတချို့ကိုလည်းလက်လွတ်ခဲ့ရပါတယ်။ စစ်ကြောင်းထုံမှုကြောင့်ကလေးတမူလမ်းမကြီးတလျှောက်နဲ့မြောက်ပိုင်းဒေသတလျှောက်ကရွာပေါင်း90ကျော်ကပြည်သူတွေဟာတောတောင်တွေထဲထွက်ပြေးသိမ်းရှောင်နေရပါတယ်။စစ်ရှောက်ဦးရီဟာတထောင်ကျော်လောက်ရှိပြီးသူတို့ဟာကိုလူယုံထွက်ပြေးလာကြရတာကြောင့်အစာအသောက်ဆံမိုးကဦးခွက်ပကံစားတဲ့အခြေခံပြည်စီတွေလုံးဝမပါတဲ့မိသားစုတွေအများပြားရှိနေပါတယ်။ ဆစ်ရှာရီထဲမှာကိုဝန်ဆောင်မိခင်တက်ကြီးရွယ်ဦးနဲ့နာမကျန်းဖြစ်သူ3000ကျော်လောက်ပါတာကြောင့်စေဝါနဲ့ကျင်းမာရေးဆောက်ရှောက်မှုတွေလည်းအရေးပေါ်လိုအပ်နေပါတယ်။စစ်တပ်ရဲ့စစ်ကြောင်းထိုးမှုတွေကြောင့်ကလေးတမူလန်ပိုင်းတလျှောက်မှာ အော်တိုဘန်16နဲ့18ရက်နေ့တွေမှာအရက်သား10ယောက်ထက်မနည်းတပ်ဖြတ်ခံခဲ့ရတယ်လို့လည်းဒေသခံတွေကပြောပါတယ်။